ချမ်းချမ်းကတကယ်ပဲသမီးဖြစ်သူကို အတင်းအကျပ်ခရီးရန်ဘာသာရဲဝင်ခိုင်းခဲ့တာလားပရိသတ်များရှင့်ဒီတစ်ခါပြောပြပေးချင်တာကတော့အစရောချမ်းချမ်းနဲ့တယုံဆောင်ဘုံတိုက်တို့ရဲ့ကွာရှင်ပြည့်ရဲ့နောက်ပိုင်းသမီးဖြစ်သူရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အငင်းပွားမှုအခြေအနေပဲဖြစ်ပါတယ် သူတို့လူဦးကလမ်းခွဲခဲ့ကြပေမဲ့သမီးလေးမြန်မိုးကင်းကရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မိဘနှစ်ဦးရဲ့အမြင်မတူညှိမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ချမ်းချမ်းအနောက်ရီတောင်တဲ့အီတလီမှာပျော်ရွှင်စွာနေထိုင်နေပြီးတော့သမီးကြီးမြန်မိုးကင်းကကိုလည်းမြန်မာပြည်ကနေခေါ်ယူပြီးတော့အတူတူနေထိုင်ခိုင်းခဲ့ပါတယ်။ဖခင်ဖြစ်သူဘုံတိုက်ကလည်းသမီးလေးရဲ့ပညာရေးနဲ့အနာဂတ်အတွက်ပုံမတော်လုံးနဲ့နိုင်ငံမှာမိခင်ရှင်နဲ့နေထိုင်ဖို့သဘောတူခဲ့ရပါ။ဒါပေမဲ့မကြာသေးခင်ရက်ပိုင်းအတွင်းမှာတော့ညမိုးကင်းကောင်နိုင်ငံသား မှာခရစ်ယာန်ဘာသာဝင်အဖြစ်စုတောင်းကဝင်ရောက်စီခဲ့တဲ့ဆိုတဲ့တဲ့င်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီကိစ္စကဖခင်ဖြစ်သူဘုံတိုက်ကိုအတိမပေးပဲပြုလုပ်ခဲ့တာဖြစ်လို့ဘုံတိုက်နေနဲ့ဒေါသထွက်ပြီးတော့ပေါက်ကွဲခဲ့ရပါတယ်။ဘုံတိုက်ကသူတို့နှစ်ယောက်ဟာစနီးမောင်နဲ့အဖြစ်မသက်ဆိုင်တော့ပေမဲ့ ကလေးရငယ်သေးတာကြောင့်ဘာသာရေးလိုအရေးကြီးတဲ့ကိစ္စရက်မှာတေချာစဉ်းစားပြီးတော့ရွေးချယ်စီစဉ်တာဖြစ်ပါတယ်။သူကကလေးကိုစိတ်ရဘာသာကိုးကွယ်ခွင့်ပြုထားပေမဲ့အခုလိုသူ့ကိုလုံးဝအသိမပေးဘဲလှုံ့ဆော်လိုက်တဲ့အတွက်ဒေါသထွက်ခဲ့ရတာပါ။ဘုံတိုင်းကဘာသာရေးခွဲခြားတဲ့သူမဟုတ်ပဲချမ်းချမ်းနဲ့လက်ထက်စင်ကလေးကခရီးရန်ပွဲတွေကိုလိုက်ပို့ပေးခဲ့ဖို့တလို့ချမ်းချမ်းကိုရိုင်းကလည်းဗုဒ္ဓဘာသာရဲ့အလူပွဲတွေမှာပါဝင်ခဲ့ဖို့တဲ့သူ ဖြစ်ပါတယ်။ဘုံတိုင်းရဲ့ဆန္ဒကသမီးလေးကိုနားလဲတဲ့အရွယ်ရောက်တဲ့ ့အခါမှာဆိုရင်တော့သူရဲ့ဆုံးဖြတ်ချက်အတိုင်းပဲလွတ်လပ်စွာကိုးကွယ်စီစဉ်တာဖြစ်ပါတယ်ဒီလိုမျိုးဝေဖန်မှုတွေထွက်ပေါ်လာတဲ့အချိန်မှာချမ်းချမ်းပြန်လည်ပြီးတော့ဖြည့်ရှင်းချက်ပေးခဲ့ပါတယ်သူမရဲ့ပြောဆိုချက်အရာ သမီးဖြစ်သူမြောင်မုံကင်းကသူ့ရဲ့သဘောဆန္ဒအတိုင်းသာခရီးအဘာသာတွေကိုဝင်ရောက်လာတာဖြစ်ပြီးတော့တမင်တကာသူ့သွင်းခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။သမီးဖြစ်သူကမြန်မာနိုင်ငံမှာနေစဉ်ကလည်းဘုံတိုင်းလူမိသားစုအဘာသာရေးတွေတင်ကြားပေးခဲ့ပါတယ်။ဒါပေမဲ့ကလေးကဖျားတောင်မရှိခိုးတက်ခဲ့ပဲအီတလီကိုရောက်တဲ့အခါမှာတော့ခရီးအဘာသာကိုလေ့လာကြလာခဲ့ပါတယ်။ချန်ချဲရဲ့အဖေက ခရီးယန်ကျန်းစာတွေကိုတင်ကြံပေးတဲ့ဆရာဖြစ်ပေမဲ့လည်းကလေးကိုဘာသာတဲ့ကိုဝင်ဖို့ဆွဲရမှာမဟုတ်ပဲကလေးကိုယ်တိုင်ကလိုလားလို့ဝင်လာပါလို့ဆိုပါတယ် ချမ်းချမ်းရတော့သမီးဖြစ်သူကိုဗုဒ္ဓဘာသာအတိုင်းဆက်ပြီးတော့ရှိစေခြင်းယင်မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ကဘာသာရေးအကြောင်းတွေကိုနားဝင်အောင်လို့သင်ကြားပေးတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာနေထိုင်စဉ်တုန်းကဘုံတိုက်တို့မိသားစုကဘာသာရေးတွေသင်ကြားပေးခဲ့ပေမဲ့ကလေးကဖះရှိခိုးတောင်မှမရှိခိုးတတ်ဘူးဖြစ်ပါတယ်အီတလီရောတဲ့အခါမှာတော့ ကိုရိုင်းကခရီးယံဘာသာကိုလေ့လာကျလာတာဖြစ်တယ်လို့ချန်ချန်ရှင်းပြပါရယ်ချန်ချန်ရဲ့ဘာကင်ကခရီးယံစာချန်ချန်နဲ့ဆရာဖြစ်ပေမဲ့ကလေးကိုဘာသာရေးကိုဝင်ဖို့လုံးဝဆွဲခဲ့တာမျိုးမရှိပဲကလေးကိုရိုင်းကလိုလိုလလဝင်ရောက်ခဲ့ရပါတဲ့ဒါအပြင်ချန်ချန်ရဲ့သမီးဖြစ်သူကိုဗုဒ္ဓဘာသာအတိုင်းကိုဆက်ရှိကျင်နေဆိုရင်တော့ဒီလိုမျိုးမိဘတွေအနေနဲ့မြန်မာနိုင်ငံမှာရှိတော့အသင်ထားပြီးဖို့လိုတဲ့စရာကိုပြန်လည်ပြီးတော့တုံ့ပြန်ပေးခဲ့တာဖြစ်ပါတယ် ဘာသာတရားတွေကကောင်းတဲ့အရာတွေကိုပဲသင်ကြားပေးရဖြစ်လို့ချမ်းချမ်းကဘာသာတရားတွေကိုနားလည်ပေးနိုင်တဲ့သူဖြစ်တယ်လို့လည်းဆိုပါတယ်။မိဘနှုတ်ဦးသားကသမီးရဲ့ဘာသာရေးရွေးချယ်မှုအပေါ်အမြင်မတူညီမှုတွေ၊တိုင်ပင်ဆွေးနွေးမှုမရှိခဲ့တဲ့အခြေအနေတွေအပေါ်မှာပရိသတ်ကြီးနေတဲ့ဘသူဘက်ကလိုအပ်ချက်ရှိနေခဲ့လို့ထင်မြင်ပါသလဲ။ comment လေးထဲမှာဆွေးနွေးပေးခဲ့ပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။